နပတ်ဝမ်းဒိုချဟဲလ်ဒါဗဲဇက်ဂက်စ်ခရိတ်တရစ်မင်နစ္စတန်ဒီနီယာကိုနိုင်ရီတကားလို့အတိတ်ပဲဖြစ်ဆိုရမယ်1980တခုနှစ်ကတူရကမန်နယ်မှာသူတေသနာအဖွဲ့တစုဒံငွေရှာဖွေရင်းမြေပြင်ထဲပေါက်ကြီးတစ်ပေါက်တွေ့သွားတဲ့ဒံငွေထွက်လာတော့မိနဲ့တွေးဖို့ကြိုးစားကြတာနဲ့မိလောင်သွားပြီးမျောလင်းမထားပဲအခုထိ52ကျော်မိမငိမ့်သေးဘူးအနက်ခမန်းအဖြစ်80မီတာခန့်အနံ 60မီတာကျော်ရှိပါတယ်ညဘက်မှာလောင်နေတဲ့မီးတမ်းတွေကြောင့်တကယ်ကောင်းကင်ပြအောက်က Jurassic လို့ထင်ရတယ်နံပါတ်1 Lake Natron Tanzania Africa ဒီရေကန်ကိုတည်ခြင်းနဲ့ဆက်နွယ်ပြီးပြောကြတယ်ရေဟာ feet 10ငါးအထိရှိတဲ့အက်ကလင်းအစင်မြင့်ပြီးအပူချိန်60အထိရှိတတ်တယ်တရိတ်ဆန်တစ်ခု မတော်တဆကျသွားရင် ရေထဲကတခွဲအာနိတင်ကြောင်းတခြားအရာလိုပဲတည်သွားပြီးအယုတ်တစ်ခုလိုတည်ဆုံးသွားတတ်တယ်နံပါတ်3 Aokigahara Forest Japan Suicide Forest လို့လည်းအမည်ရှိတယ်။ Mount Fuji နားမှာရှိတဲ့တစ်တော်ကြီးဖြစ်ပြီးတစ်ပင်များများနဲ့မျောလင့်မထားတဲ့တိတ်ဆိတ်မှုကြောင့်လူတော်တော်များများထိမ့်လန့်ကြောက်ရွံ့သွားတတ်ကြတယ်။တင်တာအတော်အုပ်ထဲကိုရောက်သွားပါကတစ်တော်အောက်ကတသက်ထုမက်ဂနက်အင်အားကြောင့်ကဖတ်များတဲ့လဖုံးများအလုံးမလုံးနိုင်တော့ပါဘူး။သဘာဝတန်တွေလေတိုက်တန်လျှက်စစ်အတန်အကုန်လုံးကိုလုံးဝမကြားနိုင်တဲ့အထိတိတ်ဆိတ်ငြိမ်သက်နေတယ်။သွားမိပါကတိတ်ဆိတ်စိတ်လှုပ်ရှားဖွယ်နဲ့အနေငယ်ကြောက်เสียရရှာ။ကြည့်တယ်လို့ခံစားမိလိမ့်မယ်။နံပါတ်၄ LRDU နိုင်ဘိုလီးဗီးယားကမ္ဘာပေါ်မှာအကြီးဆုံးရေငန်ကန်ဖြစ်ပြီး15580နစ်စတူရန်ကီလိုမီတာအကျယ်ဝန်းရှိပါတဲ့အင်းမြေဟောင်းတစ်ခုကတက်တန်းကျလာပြီးစားပေါ်သို့ပြောင်းသွားတာပါမိုးရွာချိန်တိုင်းရေတိမ်ပြာနဲ့ပြည်လာပြီးကောင်းကင်ကအပေါ်ကတိုက်ရိုက်ကူးပြန်နေတဲ့အတွက် Mirror of the Sky လို့ခေါ်ကြတဲ့ခီးတော်ဘလော့ဂါများရှုခင်းကြိုက်နှစ်သက်ကြသူများအတွက်အသွားချင်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်5 The Great Blue Hole Dulles Caribbean Sea အတွင်းမှာရှိတဲ့ကြီးမားတဲ့သမုဒ္ဒရာအပေါက်ကြီးအနက်125မီတာရှိပြီးအပြင်ကတဲကွက်တွေကအပြာနဲ့အနက်ပြောင်းနေတဲ့အတွက်လိလာတဲ့သူတွေအတွက်မျက်စိကျစရာကောင်းတဲ့နေရာတစ်ခုပါဒီအပေါက်ဟာသမုဒ္ဒရာရေအနက်အောက်ကလိုင်းတစ်ခါကျသွားတဲ့ cave system ဖြစ်ပြီးတတန်းနှစ်တန်းပေါင်းများစွာရှိတယ်လို့လိလာသူတွေကခံမှန်းကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ